မန္တလေးတိုင်းတပိတ်ချင်းနယ်စင်ကူးမြို့နယ်ကစာတင်ကြားဟိုတယ်နဲ့လူနေအိမ်တွေကိုစစ်ကောင်စီတပ်ကဇွန်လတရက်မှာတိုက်ခိုက်ရေးလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။တပိတ်ချင်းမြို့နယ်လေးမိုင်ကန်တာကြီးရရှိနှစ်ထပ်ဆောင်စာတင်ကြားကိုညနေ9နာရီကျော်မှာပေါင်900ဘုံတလုံးကျဲချခဲ့တာလို့ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါဗျ။အဲဆက်တင်ကြောင်းဖွင့်နေပြီတင်ကြောင်းညရောမရှိဘူးဗျမရှိလို့ဒီလိုတိုက်ခိုက်မှုမရှိပါဗျတိုက်ခိုက်ပွဲပါညရောလုံးဝတိုက်ပွဲမရှိဘူးဗျ ဘုံကျေးခံရတဲ့စာတင်ကျောင်းဆောင်မှာအခြေခံပညာအထက်တန်းကျောင်းဖြစ်ပြီးကျောင်းအဆောက်အဦတလုံးပြူကြပျက်စီးခဲ့တယ်လို့ဆိုပါရတယ်။ဒါအပြင်နေ့နယ်တနာရီနဲ့နှစ်နာရီကျော်မှာတော့စင်ကူးမြို့နယ်လက်တောင်ကြီးရရှိ Lucky 7 Hotel နဲ့နွေယုံကြီးရတို့ကိုပေါင်300ဘုံတလုံးကျေးချတိုက်ခိုက်ခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကပြောပါရတယ်။ Lucky 7 Hotel ဘုံကျဲခံရမှုမှာအနိပတ်ဝင်ကြီးရှိအသက်20နဲ့30ကျော်အရွယ်အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှွေယုံကျွရမှာတော့နေအိမ်နှလုံးပျက်စီးခဲ့ပေမဲ့လူအထိခိုက်မရှိခဲ့ဘူးလို့သူကဆက်ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်က လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းတပိတ်ချင်းနဲ့စင်ကူးမျိုးနယ်တို့မှာတိုက်ပွဲဖြစ်ပွားတာလုံးဝမရှိဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီလတရက်ကနေမေ18ရက်အထိစစ်ကောင်စီတပ်ကမဒရာမျိုးနယ်စင်ကူးမျိုးနယ်နဲ့တပိတ်ချင်းမျိုးနယ်တို့ကိုလေကြောင်းတိုက်ခိုက်မှု58ကြိမ်ပြုလုပ်ခဲ့တာကြောင့်ပြည်သူ82ဦးသေဆုံးက142ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့မှတ်တမ်းအရသိရပါဗျ။